ဦးသီးတော်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရွှေမောင်ကိုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ခွင့်ပြုချက်နဲ့ပြည်ထရေးဝန်ကြီးဌာနကဖေဖော်ဝါရီလ၄ရက်နေ့မှာနေပြည်တော်ကပါတီရုံးချုပ်မှာစစ်ဆေးခဲ့ပါတယ်ဒီသတင်းကိုဥကြော်တက်မင်းပေးပို့ထားပါတယ်ရှင်ရခိုင်ပြည်နယ်မောင်နှုံးမြို့ဒူချီယာတဲ့အနောက်ရွာမိလောင်မှုနဲ့ပတ်သက်ပြီး DVB နဲ့တွဲဆုံမေးမြန်းရမှာသူ့ရဲ့ပြောကြားချက်တွေဟာနိုင်ငံတော်နဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ဂုဏ်သိက္ခာကိုကြာဆင်းစေတာမို့ခေါ်ယူစစ်ဆေးနိုင်မှုတမရကပြည်သူ့လွတ်တော်ဥက္ကဋ္ဌထံတဝင်လွှာပေးဖို့ခဲ့တာလို့သိရပါဗျ အဲ့ဒါကြောင့်ဖေဖော်ဝါရီလ3ရက်နေ့မှာပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကဥရွှေမောင်ကိုနှစ်ကြိမ်တိုင်ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက်တစ်ရက်မှာပြည်ထောင်စုဝန်ကြီးဌာနကလာရောက်ဆက်ဆီခဲ့တာပါမနေ့ကခေါ်ပြီးမှစစ်တယ်ဆိုတော့ဒါမီဒီယာတွေကပြောတာပါလေ။ဒါပေမဲ့ကျွန်တော်နဲ့ဒီရေမူကြီးမြင့်ထူကဆက်သွယ်တဲ့ခါကျတော့ဒါကျွန်တော်တို့ကဥရှိမုံနဲ့တွေ့လို့ပါတယ်။ဟိုတော့တင့်တော်တဲ့နေရာတစ်ခုမှာ။အဲ့လိုပြောတဲ့ခါကျတော့တင်းနေရဘူး။ဆိုတော့ကျွန်တော်ကလည်းကောင်းပါပြီ။အဲ့ဒါဆိုရင်တော့ဒါကျွန်တော်တို့ပြည်ထောင်စုဌာနချုပ်ဝေးထဲမှာ ကျွန်တော်တို့အဆောက်မှာဒီအေးတွေ့ခင်းရှိတယ်အဲ့ဒီမှာတွေ့လို့ရပါတယ်ဆိုတော့ဒါကောင်းကောင်းမွန်မွန်ပဲလာပြီးမှကျွန်တော်တို့တွေ့တယ်ရခိုင်ပြည်နယ်မောင်နှုံမြို့ဒုချီရတဲ့အလေရွာအနီးမှာမြန်မာနိုင်ငံရေတပ်ဖွဲ့ကရေတပ်ကြက်ကြီးတူပျောက်ဆုံးပြီးဖြစ်ပွားခဲ့တဲ့မိလောင်မှုနဲ့ပတ်သက်ပြီးတော့ဥရှိမောင်ကဒီဗီဗီကမေးမြန်းရမှာအဲ့ဒီမြို့ရဲတွေကိုယ်တိုင်ပဲရှုတ်ခဲ့တာလို့ထည့်သွင်းပြောကြားခဲ့ပါတယ်။ဘသူကျူးလွန်တာလဲဆိုတော့ကျွန်တော်အဲ့ဒီရဲကကျူးလွန်တယ်ဆိုတော့ကျွန်တော်ပုံဖော်လို့ရတယ်။ကျွန်တော်လည်းမျက်စိနဲ့မပြောဘူးလေဒါပေမဲ့ပုံဖော်ယူလို့ရတယ်။အခြားလူကပုံဖော်လို့မရဘူး။ ဟုတ်ကဲ့သူကမာယုံ website မှာကိုတက်လာတဲ့အခါကျတော့ဒီမနီတဲ့အိမ်ကြီးမှာအချင်းနေကိုလို့ပဲမြင်ရှုတာပေါ့နော်ဒါတမင်သက်သက်ကြပြိုင်နေဒီတရားရှင်လေးပေါ့အဲ့ဒီစကားလေးပဲအဲ့လိုပြောလို့ရှိရင်တော့ဒါတော့တော့မဟုတ်ဘူးပေါ့အဲ့မှာအများကြီးပဲဒါဆိုရင်အဲ့ဒီတစ်ချက်ကိုပဲလောလောဆယ်ဒီနေ့ပြောပြီးတော့မနေ့ကကြာရင်အသေးစိတ်ပြောမယ်မနေ့ကမီးလောင်တဲ့ဟာပဲပြောဟုတ်ကဲ့ဒါကျန်တဲ့ဟာကိုထားလိုက်မနေ့ကမီးလောင်တဲ့ဟာကြာတော့ဘာဖြစ်လဲဆိုတော့ ်ဦးရှိမောင်ကတော့အဲ့ဒီသတင်းဖော်ပြမှုမှာသူ့ပြောကြားချက်အစုံလင်းထည့်သွင်းထားခြင်းမရှိဘဲသူ့အနေနဲ့လည်းအလို့သဘောပြောဆိုတာသာဖြစ်တယ်လို့မီဒီယာတွေကိုပြောဆိုခဲ့ပါတယ်။ဘုံမလေးအချားရွာပြင်ကနေလာတဲ့လူတွေကိုလေသူတို့ကမတိတလို့နေပြီးတော့ဒါလူမီးရှို့မှုတွေဖြစ်သွားပြီးတော့ပြဿနာကိုရှုပ်တဲ့ရှုပ်ထွေးအောင်နော်ဒါဖန်တီးတာပဲလို့ကျွန်တော်အဲ့လိုပဲပြောနေတယ်။ဒီလိုလည်းလည်းဆိုင်မဆောင်ကြဘူးလား။ ဆိုတော့ဒီကြောင်ကိုဆက်ပြီးမှာပြန်ပြန်ပြန်ပါတော့။ကောင်းပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးပြည်တော်စုကြက်ခန့်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးထေဦးကိုမေးမြန်းရမှာတော့သူ့အနေနဲ့ဘာမှမသိကြအောင်ရင်းဆိုထားပါတယ်ခင်ဗျာ။ဟုတ်တယ်ဘာမှမသိတဲ့မှန်ဘူးလား။အာဂန်ရှင်နဲ့သတင်းပို့လို့ရတာပဲ။နော်နောက်တော့နောက်ကတကယ်ဟုတ်တယ်ဆိုလည်းထဏိုင်းဆိုင်ရာသတင်းပို့မှာပဲ။ဘူးတော့လောလောဆယ်ဘာမှသတင်းပို့တာမရှိပါဘူး။ကျွန်တော်ကျော်တမင်းသတင်းပို့ထားတာပါ။